ရဲ့ဖင်လန်နိုင်ငံတန်ယုံကိုလာမယ့်2026ခုနှစ်ကစပြီးအပြီးပိတ်သိမ်းသွားမှာဖြစ်တယ်လို့ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံအပြင်ပါကစ္စတန်၊အာဖဂန်နစ္စတန်တို့မှဖွင့်လှစ်ထားတဲ့တန်ယုံတွေကိုပါပိတ်သိမ်းသွားမှာဖြစ်ပြီးတော့အကြောင်းရင်းကတော့အဲ့ဒီသုံးနိုင်ငံရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေအကြောင်းဖြစ်တဲ့အပြင်ဖင်လန်နိုင်ငံနဲ့အကန့်အသတ်ရှိတဲ့စီးပွားရေးဆက်ဆံရေးတွေအကြောင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါဟာဝန်ကြီးဌာနရဲ့ ပြပမစ်ရှင်ကွန်ရက်ကိုပြင်ဆင်ဖွဲ့စည်းတာက ဖြစ်လာခဲ့ပြီးဖင်လန်အတွက်မဟာဗျူဟာအရအရေးပါတဲ့နိုင်ငံတွေမှာအရင်းမြစ်တွေကိုစူးစီးဖို့ဖြစ်တယ်လို့သမရရဲ့အမိန့်နဲ့တန်ယုံတွေပိတ်သိမ်းတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။တန်ယုံတွေပိတ်သိမ်းရတာဟာလုပ်ငန်းဆောင်ရွက်မှုနဲ့မဟာဗျူဟာမြောက်အကြောင်းရင်းတွေကြောင့်ဖြစ်ပြီးနိုင်ငံတွေရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေဖင်လန်နိုင်ငံနဲ့ကုတန်းရောင်းဝယ်ရေးစီးပွားရေးဆက်ဆံမှုအကန့်အသတ်တွေနဲ့ဆက်ဆက်နေတယ်လို့လည်းဆိုပါတယ်။ရန်ကုန်ဖင်လန်တန်ယုံရဲ့ဝက်ဘ်ဆိုက်မှာတော့ င်လာနိုင်ငံသားတွေအတွက်အရေးပေါ်အကူအညီတွေ၊ passport တက်တန်းတိုးတာစတဲ့ကောင်စစ်ရေးရနဲ့မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှုတွေကိုဗန်ကောက်မှာရှိတဲ့ဖင်လန်တန်ယုံကနေဆောင်ရွက်ပေးမယ်လို့ဖင်လန်နိုင်ငံကိုသွားဖို့ရှန်ဂန်ဗီဇာရှောက်မယ်ဆိုရင်တော့ရန်ကုန်မှာရှိတဲ့ဂျာမနီတန်ယုံမှာရှောက်ထားနိုင်တယ်လို့ဆိုပါရယ်ဖင်လန်အနေနဲ့ဒီနှစ်ထဲမှာပဲအမေရိကန်နိုင်ငံဟူစတန်မြို့မှာကောင်စစ်ဝင်ယုံဖွင့်လှစ်ခဲ့ပြီး business ဖင်လန်ယုံတွေဖွင့်လှစ်ခဲ့တဲ့နေရာတွေမှာလည်း ကုသရေးဝန်ကြီးဆိုင်ရာရုံးခန်းတွေဖွင့်လှစ်သွားမယ်လို့ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံနဲ့ဖင်လန်နိုင်ငံဟာလွန်ခဲ့တဲ့1954ခုနှစ်ကစတင်ပြီးနှစ်နိုင်ငံတနမန်ဆက်ဆံရေးတည်ထောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတတက်82နှစ်ရှိနေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့စီးပွားရေးလူမှုရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ဖင်လန်နိုင်ငံကတန်ယုံအဆင့်နဲ့ရောက်ရှိခဲ့တာဖြစ်ပြီးအဲ့ဒီတန်ယုံနဲ့အတူဖင်လန်ကုမ္ပဏီအမြောက်အများဟာလည်းမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပြီးဖွံ့ဖြိုးရေးလှူဒါန်းမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။